ဒေါ်ဆန်စုကြည်ထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သားလမ်းရှိချမ်းမှတ်54ရဲ့လီလန်ချက်ခင်းစီအားကမာယုတ်ခရိုင်တရားရုံးကကျပ်28ဘီလီယံရှော့ချပြီးကျပ်ဘီလီယံ290သတ်မှတ်ကြောင်းမတ်လ25ရက်နေ့မှာအမိန့်ချမှတ်ခဲ့တယ်လို့တရားရုံးနဲ့နှိစက်တဲ့အတိုင်းဝန်မှစုံစမ်းသိရှိရပါတယ်။ချမ်းမှတ်54ရဲ့ချက်ခင်းစီကျပ်298ဘီလီယံသတ်မှတ်ပြီးတတိယအကြိမ်လီလန်တင်ရောင်းချမှုကို2025ခုနှစ်ဖေဖော်ဝါရီလ9ရက်ပြုလုပ်ခဲ့ရာလီလန်ဆွဲမဲ့သူမရှိခဲ့ပါဘူး။ အဲ့ဒီနောက်ချမ်းမတ်54ရဲ့ကြက်ခင်းစီအားကြက်269ဘီလီယံမှကြက်29ဘီလီယံလျှော့ချပြီးကြက်ဘီလီယံ290သတ်မှတ်ပြီးရန်ဦးအောင်ဆန်းဦးရဲ့လျှောက်ထားမှုကိုတရားရုံးကလက်ခံကကြက်ခင်းစီကိုပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်အဲ့လိုကမာရုတ်ခန်တရားရုံးရဲ့ဆုံးဖြတ်ချက်ပေါ်ဒေါ်ဆန်းစုကြည်ဘက်မှရှိနေများကပြင်ဆင်ခွင့်လျှောက်ထားမှာဖြစ်ကြောင်းသိရပါတယ်။

ှစ်မှာဒုတိယအကြိမ်လေလံပွဲကျင်းပခဲ့ပြီးမယ်လေလေလံဆွဲမဲ့သူမရှိခဲ့ပါဘူး။အဲဒီနောက်ချမ်းမတ်54ရဲ့လေလံကြက်ခင်းစီကြက်ဘီလီယံ300အားကြက်30ဘီလီယံရှော့ချပေးရန်ဦးအောင်ဆန်းဦးရဲ့ရှောက်ထားမှုကိုကြက်3ဘီလီယံရှော့ချရန်တရားရုံးကဆုံးဖြတ်ခဲ့ပြီးကြက်298ဘီလီယံအဖြစ်တတိယအကြိမ်လေလံပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပါသည်။ချမ်းမတ်54ရဲ့အေရိယာကျဲဝန်းမှာတိတရမ 923A ကကျဲဝန်းပြီးစတူယန်ပြီး 8,365ဒရမရှိရှိပြီးရှိပါတယ်။